အာဆင်နယ်အသင်းကဆောင်းတွင်းရောက်ပြီဆိုရင်အမြဲတမ်းအေးတတ်တယ်ပေါ့နော်ဒါသူတို့အတွက်အနွေးတက်လေးရောက်လာတယ်လို့ကျွန်တော်ဒါတင်စားပြီးတော့ပြောချင်တယ်ဘာကြောင့်လဲဆိုတော့အစည်းကအာဆင်နယ်လိုအပ်နေတဲ့အနွေးတက်လေးပဲဥပမာပွဲစဉ်၁၁ဘဲရှိသေးတယ်သောမပုံတပုံပဲရှိသေးတယ်ပရီးမီးယားလိချန်ပီယံဖြစ်ပြီလို့ပြောဖို့အရန်ဆိုးလို့နေသေးတယ်ဒါပေမဲ့လက်ရှိအာဆင်နယ်သွားနေတဲ့ရှေ့လေနောက်မှာအားနည်းချက်မရှိတော့အောင်ပါဖက်ဖြစ်နေရတယ်ဒီပွဲမှာကစားသွားတဲ့ခြေစွမ်းကိုကျွန်တော်မြင်လိုက်ရတာဒီရာသီမှာဒါအက်တလတီကိုမက်ဒရစ်ကိုနိုင်ခဲ့တဲ့ပွဲလိုမျိုးပဲ ပြိုင်ဘက်တင်းကဘာမှလုံမရအောင်ကိုခြီးပြီးတုတ်ပြီးအပိုင်ရိုက်တာပဲအားလုံးပဲမင်္ဂလာပါများကျွန်တော် The Sports Corner နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော်တို့ပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးနေတာပါအာဆင်နယ်အသင်းနဲ့ Tottenham Hotspur အသင်းတို့ရဲ့ Northland ထားပြီးမှအာဆင်နယ်အသင်းက၄ဂိုးတကူဆိုတဲ့ရှာလန်နဲ့ပြည့်ပြည့်တော်တော်အနိုင်ရရှိခဲ့ပါတယ်အဲ့ဒီပွဲနဲ့ပတ်သက်တဲ့ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်နဲ့ကိုချင်းကြီးကတူတူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုချင်းကြီးမင်္ဂလာပါမင်္ဂလာပါကိုနေနိုင်အာဆင်နယ်အသင်းက ဆောင်းတွင်ရောက်ပြီဆိုရင်အမြဲတမ်းအေးတယ်တယ်ပေါ့နော်ဒါသူတို့အတွက်အနှွေးတယ်လေးရောက်လာတယ်လို့ကျွန်တော်ဒါတင်စားပြီးတော့ပြောချင်တယ်ဘာကြောင့်လဲဆိုတော့အစည်းဟာအာဆင်နယ်လိုအပ်နေတဲ့အနှွေးတယ်လေးပဲအဲ့တော့ဒီဘက်နဲ့ပတ်သက်ပြီးတော့ကိုချင်းရဲ့အမြင်လေးစပြောပေးပါဦးဟုတ်ကဲ့ပါအဲ့တော့ဆောင်းဝင်တာတွေဒဲဝင်တာတွေအားလုံးအာဆင်နယ်အဖြစ်ပြန်ပေးသွားရေပေါ့နော်အဲ့တော့ဆောင်းမဲဝင်ဝင်ဒဲပဲဝင်ဝင်ရင်းလို့ဝင်တော့လုံးစအဓိကအဲ့ဒါပါပဲအဓိကကိုယ်မှာ capability လုံးနိုင်စွမ်း capacity ရှိနေရင်ဆောင်းနေ ຫນွေတွေမိုးတွေဘာမှကြောက်နေစရာကိုမလိုတော့အရင်ကျွန်တော်တို့ဖြစ်ခဲ့တယ်ဆိုတာတွေကဖြစ်ခဲ့တာအတိတ်ပြီးသွားခဲ့ပြီအဲ့တော့အာဆင်နယ်မှာလိုအပ်ချက်ကလေးတွေရှိခဲ့လို့ဒါတွေကအကြောင်းတရားတစ်ခုနဲ့ဖြစ်လာခဲ့တာအရင်ဖြစ်ခဲ့လို့အခုဖြစ်ရမယ်လို့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဖြစ်မှာလားဆိုရင်စိုးရိမ်မှုလေးတော့ရှိခဲ့ကြတယ်ဒီချိန်မှာတော့အဖြစ်ပြန်ပြီးသွားကျွန်တော်ပြီးခဲ့တဲ့ဆန်နန်လန်းနဲ့ပွဲပြီးမှလဲခြေချော်တာတပွဲသာခြေချော်မှုဖြစ်လိမ့်မယ်လို့လဲမျှော်လင့်ခဲ့တယ်အဲ့တော့နောက်လာမယ့်ပွဲချက်တွေအတွက်ဒါ ာဆင်နယ်အတွက်အခက်အခဲတစ်ခုတော့ဖြစ်ကောင်းဖြစ်သွားနိုင်ဖြစ်ရတော့ဝင်သွားနိုင်တယ်ဒါပေမဲ့ဒါကိုအာဆင်နယ်ပြန်လုတ်ပြနိုင်မယ်ဆိုရင်တော့အာဆင်နယ်ကဒီရာဒီဒါချန်ပီယံအတွက်သူ့ရဲ့ဒါနောက်ထပ်အဆန်းသက်ခံရမယ်ဦးဒီဆန်းသက်မှုဒီစာမေးပွဲကိုကြော်ဖြတ်သွားနိုင်ခဲ့ပြီအဲ့တော့တကယ်ပါဖက်ဖြစ်လောနဲ့ချန်ပီယံဂုံသက်တီတွေချန်ပီယံအသွေးမွေးတွေချန်ပီယံဖြစ်ဖို့ထိုက်တန်လောနဲ့ဆိုတဲ့ခံစားမှု feeling တွေရတယ်ဗျာဆိုလိုချင်တာဥမာပွဲစဉ်7နှစ်ပဲရှိသေးတယ်သုံးပုံပုံတပုံပဲရှိသေးတယ်ပရီးမီးယားလိချန်ပီယံဖြစ်ပြီလို့ပြောဖို့အရင်ဆိုးလို့နေသေးတယ်ဒါပေမဲ့လက်ရှိအာဆင်နယ်သွားနေတဲ့ ရှေ့လေနောက်မှာအားနေချက်မရှိတော့အောင် perfect ဖြစ်နေရတယ်ဒီပွဲမှာကစားသွားတဲ့ခြေစွမ်းကိုကျွန်တော်မြင်လိုက်ရတာဒီရသည်မှာဒါ Atletico Madrid ကိုနိုင်ခဲ့တဲ့ပွဲလိုမျိုးပဲပြိုင်ဘက်တင်းကဘာမှလုံမရအောင်ကိုခြီးပြီးတုတ်ပြီးအပိုင်ရိုက်တာပဲတစ်ချိန်လုံးမင်းပါလဲဆိုတော့မေးမေးပြီးကိုကျွန်တော်တို့ရိုက်နေတဲ့ပုံစံမျိုးပေါ့နော်လုံเสียရရှိတော့အကောင်းဆုံးလုတ်သွားတယ်ခန်းစစ်ကွင်းလဲတိုက်စစ်ဘယ်နေရာမှာအပြစ်ပြောရက်ဆရာမရှိအောင်အရက်ကိုပြီးပြည့်စုံလုံးလဲပို့ပြီးတော့ချီကျူးဖို့ကောင်းတာကဒီပွဲမှာဆိုအဓိကကစားမားတွေမစုံဘူး ်အသင်းရဲ့ဘိုးခန်းစင်မှာလုံးဝခန်းစင်ကျောင်းရဲ့ leadership လို့တော့ပြောလို့ရတယ် Gabriel မပါနိုင်ဘူး꽌လဲမှာအသင်းကောင်းဆုံး Udigat အဟရာရောက်မပါမသိဘူးတိုက်စစ်မှာဒီရဒီအာဂိုတကြီးခေါ်ထားတယ်အဓိကတိုက်စစ်မှု Yorkres မပါနိုင်ဘူးခန်းစစ်ကွင်းလေတိုက်စစ်နေရာစုံမှာအားကိုးရတဲ့ကစားသမားတွေမပါတိုင်းတော့မှဒီလောက်ကောင်းနေတယ်ဆိုရင်တော့ဒါအာဆနယ်ရဲ့ချန်ပီယံဖြစ်ဖို့အရန်အားကောင်းတယ်ဆိုတဲ့အချက်ကိုကွက်ကွက်ကွင်းကိုကျွန်တော်မြင်ရတယ်အရင်တော့လူမစုံခဲ့ရင် အာဆနယ်ဘာဖြစ်မှာလဲတယောက်မပါခင်အာဆနယ်ဘာဖြစ်မှာလဲဆိုတာပြောရတဲ့အာဆနယ်မဟုတ်တော့ဘူးကျွန်တော်အခုမြင်နေရတဲ့အာဒီတာနဲ့အာဆနယ်ကတကယ်ကို perfect ဖြစ်လို့နဲ့ဒီရာသီအတွက်အာဆနယ်ကတကယ်ပါလက်ရှိခြေစွမ်းတွေလက်ရှိသွားနေသူတို့ရဲ့ momentum တွေ rhythm တွေကဘယ်အသေးမှအာဆနယ်ရဲ့အရှိန်ကိုရပ်တန့်နိုင်ဖို့အလားအလာမလွယ်ဘူးဒီဘွဲမှာ spa ဆိုရင်တော်တော်လေးကိုအားနယ်လွန်းနေဒါ spa အတွက်ရုပ်ပြဆင်းပြရှုံးခဲ့တဲ့ဒါဒါဘီရှုံးဝဲလို့တော့ပြောလို့ရပါတယ်ဟုတ်ကဲ့အာဆနယ်ကခြေကျင်နဲ့ခိုးပြီးတော့ crash ရတဲ့ကောင်မလေးလို့ဖြစ်လာပြီ။အတိအကျတော့ တတော်သဘောကျလာပြောချင်တာဘာမှပြောစရာမရှိဘူးယာသီလားဒီခန်စစ်ကဂါဘရီယယ်မပါဘူးအားနေတော့လားဟင်ကာပင်းကြီးနဲ့အေးစေးပဲအဆင်ပြေတယ်ဗျာနောက်ပြီးတော့အားလုံးက smoothly ပဲကျွန်တော်ပြောတာ smooth ကိုဖြစ်နေတာ smooth ဖြစ်တယ်ဆိုတဲ့ဟာကကျွန်တော်တို့တကယ်ကိုကောင်းမွန်တဲ့အရာတွေမှာပါအဲ့တီးစရာတာပေါ့နော်တကယ်အဆက်တဲ့အသင်းကတော့ကျွန်တော်ကလုံးဝ smoothy ပဲ smoothy vibe ကိုပေးသွားတာအဲ့ဒါလေးကိုအရန်ကြိုက်တယ်နောက်ပြီးတော့တပွဲလုံးထိ ंछ ုတ်ထားတယ် ဒါတော်တယ်အောင်စပါတင်းကဒီပွဲမှာဂိုးပေါက်တယ်မန်မှုတွေဂိုးပေါက်ချိတ်ချောင်းမှုတွေ expected goal တွေဘာမှအခွင့်အရေးတစ်ခုမှမပေးခဲ့ဘူးပေါ့နော်အဲ့ဒါကတတော်ကြီးကိုကောင်းတယ်မင်းကအဝေးကွန်းကောင်းတဲ့အသင်းလားဆိုပြီးတော့အဲ့လိုမျိုးမေးမေးပြီးတော့လှုပ်သွားတဲ့ပုံစံကိုဖြစ်နေတာအဝေးကွန်းမှာရှုံးဝဲမရှိတာမင်းလားဆိုပြီးတော့အဲ့လိုမျိုးအဲ့ဒါကြီးကတော်တော်ကြမ်းတယ်ဘာကြောင့်လဲဆိုတော့ Thomas Frank ရဲ့ knee view တွေကတော့လောကလွဲခဲ့တယ်ပေါ့နော် ဒါကတောမဖရန့်စ်ကိုတော့ကျွန်တော်ဒီတပွဲစာအနေနဲ့တော့တော်တော်လေးကိုဟို impression နည်းနည်းလေးထောင်းသွားတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ဒီဒီပြကိုအများကြီးပြောနေထားတယ်။အာဆင်နယ်အသင်းကိုခန်းစစ်9ရောက်လောက်ဒါခန်းစစ်အာတန်နဲ့ကစားသမားကြီးပဲထည့်ပြီးတော့နီးပြွားပိုင်းသုံးသွားတယ်။ counter ဖောက်မယ်။သူ့ရဲ့ပုံစံကမအောင်မြင်ခဲ့ဘူး။ပထမပိုင်းပွဲပြီးကန်နေလောက်မှာနှစ်ကိုးပြေးလိုက်တဲ့အချိန်မှာတော်တယ်အစပါတယ်ပြီးသွားပြီ။ပွဲပြီးသွားပြီ။လုံးဝဘာမှလုပ်လို့မရတော့ဖြစ်သွားပြီ။အဲ့တော့အာဆင်နယ်အသင်းရဲ့ဒီပြင်ဆင်လာတဲ့ ွဲစရတယ်ဆိုတာနဲ့တိုက်စစ်ဆင်လာတဲ့ပုံစံတွေကအရင်အာဆင်နေနဲ့မတူတော့ဘူးအရင်တော့အာဒေတာပြီးခဲ့တရားသေးနှစ်ရာသေးမှာသူ့ရဲ့ကြောက်စိတ်လေးရှိတော့ပွဲကိုထိမ့်ကန်ပြီးတော့ဟိုနေရုံမာဂျင်လေးနဲ့သွားတဲ့ဟာမျိုးအေးသူအများကြီးလုတ်ခဲ့တယ်ပေါ့နော်ဂိုးရသွားရင်အဲ့အနိုင်ကိုထိမ့်ဖို့ပဲကြိုးစားတယ်နောက်ထပ်ထပ်တိုက်ဖို့မကြိုးစားဘူးဒီပွဲမှာတော့ဘိုင်မြူးနစ်လိုအသင်းနဲ့ကဲရမယ့်ပွဲရှိတယ်အဲ့လိုပွဲကိုတော့မှဂယူးမဆိုင်ဖဲအသင်းအဓိကကစားသမားတွေကိုမိနစ်80ကျော်မှလူစားလဲခဲ့တယ်အဲ့တော့အသင်းရဲ့ fighting spirit ကိုသူနောက်ဆုံးချိန်ထိမြင့်ပြီးတော့ရအောင်ယူခဲ့တယ်ပေါ့နော် collective war team war ကို ဟုတ်ကဲ့အဲ့တော့အဲ့ဘောကိုချင်းရဲ့အမြင်လေးပေါ့အာဆင်နယ်နဲ့အာတီတာပြောင်းလဲသွားမှုကဒီနှစ်ချန်ပီယံရဖို့အတွက်ပိုနီးဆက်လာတဲ့အချက်တစ်ချက်လို့ပြောနိုင်လားပေါ့မှန်ပါတယ်အဲ့တော့ဒီဟာပရီးမီးယားလိဂ်ကိုလည်းဘယ်လောက်ထိသူတို့အားဆိုင်ထားလဲဆိုတော့လည်းမြင်ရတယ်ပေါ့လေအဲ့တော့ကိုနနာပြောလို့ဘိုင်မြူနစ်နဲ့ပွဲရှိတယ်နောက်တစ်ပတ်မှာချဲဆီနဲ့ကစားမယ်ပွဲပတ်မှုတွေရှိနေရတော့မှသူရဲ့အဓိကစားမားတွေကိုမိနစ်80နီးပါးလောက်ထိ first line ကိုလုံးဝအပြောင်းလဲမလုပ်ဘူး88မိနစ်မှာမှလူစားလဲဆိုတော့ဘယ်လောက်ထိအာယုံဆိုင်ထားလဲပေါ်လွင်တယ်ပြီးတော့နောက်တစ်ချက်က patient ဖြစ်လာအရင်ကျွန်တော်တို့ဒါကိုနနာပြောလို့အာဆင်နယ်က ကောင်းတယ်ကောင်းတယ်ဖိအားပေးတယ်တိုက်စစ်ဆင်တယ်ခွင်းကြီးတွေဖန်လီးတယ်ပြန်ဘက်ကပိတ်နေတယ်ဟိုနည်းနည်းပြာလာတယ်ဂွေးရရင်မရရင်နည်းနည်းကြာလာပြီဆိုရင်ပြားကျင်လာပြီနည်းနည်းလေးဟိုပြာရာတွေခတ်ပြီးတော့တို့ဖိအားတွေဝင်လာပြီအဲ့လိုမျိုးအခုအာဆန်နယ်ကကြာအဲ့လိုမဟုတ်တော့ဘူးဖိတယ်ဖိအားပေးတယ်ပုံစံမျိုးစုံနဲ့ညာချမ်းကနေစမ်းဖောက်တယ်ဒီ central zone တွေကနေဖောက်တယ်အဲ့လိုမထင်မှတ်တဲ့ကွက်ပြောက်လေးတွေ rotation တွေဒီကစားမတွေ position switch လုပ်ပြီးတော့ပြန်ဘက်ကိုလှည့်စားပြီးတော့အဲ့လို ပြောင်းကစားကြည့်ရပြုံစံမျိုးစုံနဲ့ပြိုင်ဘက်ကိုမတူညီတဲ့ပုံစံလေးတွေ set speed တွေ tagan ball တွေ dead ball situation တွေကနေဖိအားပေးတယ်အဲ့လိုတစ်ခုမဟုတ်တစ်ခုနဲ့ရအောင်အဆင်ပြေအောင်စိတ်ရှည်သီးခံပြီးတစ်ခုမဟုတ်တစ်ခုမှာတော့ငါတို့အဆင်ပြေသွားမယ်ဆိုတော့အဲ့ဒါကဟိုအောင်မြင်နေတဲ့အသင်းတွေအတွက်တကယ်ကိုရှိတဲ့ဟိုတကယ်မှန်ကန်တဲ့ attitude တစ်ခုလို့ကျွန်တော်မြင်တယ်ဗောနော်ပြီးတော့ဒီပွဲမှာဆိုရင်တကယ်လဲဟိုကိုနေတဲ့ရှေ့မှာပြောလို့ပွဲကျွန်တော်အခြေအနေကိုပြန်ကြည့်လိုက်မယ်ဆိုတော့ Tottenham Hotspur နဲ့ Tottenham Friend တို့ဒီပွဲမှာတည်လာတာက အာဆနယ်ကိုတက်နိုင်သလောက်အဖွင့်ကိုမပေးရအောင်ကစားပြီးတော့အာဆနယ်တိုက်စစ်ကိုစိတ်ကြိုက်လုခွင့်မပေးရအောင်သူတို့ပြင်ဆင်လာတာပေါ့နော်ခံတဲ့ကျန်းကိုသူတို့ကစားနေကြအတိုင်းမဟုတ်ဘဲနဲ့သတိဘက်မှာ full ဒါ full ဘက်နဲ့ပုတ်ပဲနဲ့သတိဘက်ဒီသွားကစားပြီးတော့ဒါကွင်းလယ်မှာလည်းပယ်လင်ညာနဲ့ဗန်တန်ကောင်တည်ထားတယ်စားမအကယ်တော့သတိဘက်သာပြောတယ် Jasper နဲ့ဥတိုဂီယာလည်းခံစစ်ဆင်းပြီးတော့5ဘက်ပုံစံမျိုးနဲ့ခံစားသွားတာ5 2 3လို့တောင်ပြောလို့ရအဲ့တော့တကယ်တမ်းကျကွင်းလယ်မှာပါပီစားလိုမျိုးဘောက်စုပေါက်စားမသာထည့်လိုက်ပို့ပြီးတော့ကောင်းပါတကယ်တမ်းကျတော့ ဒီ Jordan House ရဲ့ကွင်းလေကအဖြတ်ကလွှင်ကျန်တာတိုက်စစ်ကိုဘာမှမပန်ပိုးနိုင်မင်းနဲ့အဟန်ချက်ကလုံးဝမညီတော့ဘူး။သင်က balance အောက်သွားတဲ့ပုံစံမျိုးတော့ဖြစ်သွားပြီးတော့ဒါ Jordan House ကဘလူးမှတဲလဲမရအောင်ခံစစ်ကြီးတဲ့တီးတန့်ကြီးနဲ့ပဲကစားလိုက်ရသဖြင့်တစ်ဖက်က Zubiman ni Declan Rice တကယ်ကိုအားကောင်းတဲ့ကွင်းလေအတွဲမှာအစည်းကို number 10 row ကိုစိတ်ကြိုက်ပို့ကစားလိုက်တာတော့လုံးဝဒီကွင်းကပါ Adidas ရဲ့ master piece ပဲ။ Arsenal နောက်ဆုံးလိုအပ်နေတဲ့ missing piece လေး Jesus လေးကအဲ့ဒါပဲ။ Odigak က number 10 row မှာကောင်းတဲ့ဖန်တီးမှုတွေအတွက်စာကန်နဲ့လည်းအတွဲဖက်ညီတယ်ဆိုပေမဲ့ ။ UDK ကတချို့တချို့ပွဲတွေမှာဘာဖြစ်ချင်မှန်းမသိအဲ့ဘောလုံးလေးအကင်များပြီးတော့ပြီးတော့ကန်ရမယ့်ချိန်တွေမှာလည်းမကန်တာတွေအဲ့ဒါတွေရှိတယ်ပေါ့နော် UDK မှာတချို့တချို့မှာဟို perfect မဖြစ်သေးဘူး။အဇီးကကြတော့ number 10 row နဲ့ပို့ပြီးတော့အန်ဝင်တယ်။သူကိုယ်တိုင်လည်းဘောလုံးတွေလည်းအသေးပေါ်တွေကိုခင်းမေးနိုင်တယ်ဖြန့်မေးနိုင်တယ်လိုအပ်ရင်လည်းဒီလို area ထိပ်ကနေမထင်မှတ်တဲ့ကန်ချက်တွေနဲ့ပြိုင်ဘက်ကိုကောင်းကောင်းထိုးနှက်နိုင်တယ်။ဒီမှာ number 10 rule ဆိုတဲ့ penalty area box နားမှာအစည်းကိုအဲ့လိုစိတ်ကြိုက်လှုပ်ဖို့ခွင့်ရပေးလိုက်ရင်ဘာတွေဖြစ်နိုင်လဲဆိုတာ Tottenham Hotspur ကအကောင်းဆုံးသက်သေပဲ။အဲ့တော့နောက်လာမယ့်ပွဲတွေ ပိုကြောက်စရာကောင်းသွားပြီဒီဆူပီမန်ဒီရဲ့ Declan Rice ကအစည်းရဲ့၃ရောက်အတွဲဖက်ကလက်ရှိ Premier League ရဲ့အကောင်းဆုံးကွင်းလှယ် combination လို့တော့ပြောလို့ရဒီနေရာမှာ Origi ဒိုင်ယာကလည်းပြန်တက်တာလာရင်တော့မှနေရာပြန်ရပါမလားမလွယ်တော့အစည်းရဲ့ဒီခြေစွမ်းကတကယ်ကို perfect ဖြစ်လို့ရဗျာဒါကြောင့်လည်းအစည်းကိုခေါ်လိုက်တယ် Arsenal ဒီနှစ် champion ဖြစ်ဖို့အတွက်အစည်းရောက်လာတာကတကယ်ကိုအားကောင်းသွားစေတဲ့အချက်ပဲရှေ့မှာရာသီအစအစောပိုင်းနေမှာအစည်းကအသင်းနဲ့အမ်ဝင်တာတွေအသင်းရဲ့ကစားကွက်နဲ့ပို့ပြီးလိုက်ရောညီထွေဖြစ်ဖို့တွေ့ သူဒီလောက်ထိသူ့ရဲ့တကူရေဟိုအောင်မသွားဘူးပေါ့နော် individual ဒီပွဲမှာတော့သူ့ရဲ့စိတ်ကြိုက်ပုံစံကိုမြင်ရတယ်တော်တော်လေးကောင်းပါတယ်အစည်းရဲ့ဒါအကောင်းဆုံးပွဲတွေကတပွဲပဲ hat trick တောင်ရသွားတယ်ဒါလန်ဒန်မြောက်လန်ဒန်ဒါဘီမှာ၄ရောက်မြောက် hat trick ရတဲ့ကစားသမားလည်းဖြစ်သွားတယ်ပြီးတော့ arsenal အတွက် premier league သမိုင်းမှာမတူညီတဲ့ကစားသမား23ရောက်မြောက် hat trick သွင်းနိုင်တဲ့ကစားသမားဖြစ်လာတယ်ပြီးတော့ premier league သမိုင်းမှာဆိုရင်အကျဉ်400မြောက် hat trick ရှင်လည်းဖြစ်လာတယ်ဆိုတော့အစည်းအတွက်လည်းဂုဏ်ယူစရာလေးကောင်းပါတယ်ဒါတော့ဒီပွဲ arsenal ကစားသွားနဲ့ခြေစွမ်းကိုကျွန်တော်ပြန်ပြီးတော့ချီးကျူးရမယ်ဆိုရင် ဒီ Gabriel မပါလိုက်တဲ့ကွက်လက်ကို Moscow ရှိတဲ့ Hinkabi ရှိရဲ့နှစ်ယောက်ထဲမှာ Moscow ကိုကြော်ပြီး Hinkabi ကိုသုံးတာမှန်တယ်ဟုတ်ကဲ့ဘယ် Gabriel ကဘယ်တဲ့ဘယ်ခြေတဲ့နောက်ခံလူ Saliba ညာခြေတဲ့နောက်ခံလူအဲ့လို right left right combination ကအားကောင်းတယ်ဗောဟုတ်ကဲ့ Moscow နဲ့ Saliba တွဲလိုက်မယ်ဆိုရင်ညာတဲ့ညာချီအားတဲ့ခန်းစည်းကစားမှနှစ်ယောက်ဖြစ်သွားနည်းနည်းတိုင်မင်းလွဲသွားနိုင်လို့ဆိုဒီဘက်မှာဟင်ကပီကိုရွေးချယ်တဲ့အာဒီဒါရဲ့ဒါလူထုပ်ပုံလဲမှန်တယ်ပြီးတော့ကာလာဖီယိုရီ ပြီးခဲ့တဲ့ရှေ့ရပွဲတွေမှာဆိုရင်တိုက်စစ်ကိုတော်တော်လေးလိုက်နေညာဒီပွဲမှာကျတော့ Gabriel မပါလို့လားမသိဘူးသူတိုက်စစ်ကိုအရန်ကြီးစိတ်ကြိုက်မလိုက်ဘူး2-0လောက်ကိုကစိတ်ချရပြီဆိုတော့အနေထားမျိုးရောက်တော့မှပဲသူရဲ့ free throw ပုံစံမျိုးနဲ့စိတ်ကြိုက်လိုက်တာလို့ဒါတွေကအသေးစိတ်တွေကအစားအာဒီတာနဲ့အာဆန်နဲ့ တကယ်စိုက်တယ်ဆိုတာမျိုးကိုသွားပြီးတော့ပေါ်လွင်နေတာမျိုးပေါ့နော်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပါပဲကွင်းလည်းတကယ်ကိုအားကောင်းတယ် Declan Rice Zubiman ဒီအစည်းအလွဲကလုံးဝကောင်းတယ် Trosset ဆိုလည်းတဖြည်းဖြည်းနဲ့ Bedouin မှာ impact တွေတော်တော်အားကောင်းလာတယ်အဲ့တော့အဖွင့်ကိုပင်ရရင်ထီတော့ Arsenal အတွက်နည်းနည်းလေးခက်ကစားတာဟိုခက်တာပေါ့နော်ပွဲရဲ့အခြေအနေကအဲ့ဒါပါပဲဟိုစပါတယ်လာတာက Arsenal ကိုတက်နိုင်တယ်လို့ဂိုးမပေးအောင်လုပ်မယ်အဲ့ဒီအဖွင့်ကိုပေးလိုက်တဲ့နောက်ပိုင်းမှာစပါကဘာမှအဖြစ်မရှိတော့အဝံ game plan အရာသူမှဘာမှပြန်လုပ်နိုင်စရာမရှိတော့ဘူး။ Arsenal ကအဲ့တကိုးရသွားတာကပဲသူတို့ဒီပွဲရဲ့ လုံးဝ gain ချင်းချင်းမှုမှန်ပဲနောက်မှသူ PR တွေညော့သွားတယ် deadlock ပွင့်သွားပြီးနောက်ပိုင်းမှာသူတက်ကစားတာအရင်လွယ်သွားပြီးအဖွင့်ကိုရသွားတဲ့အချိန်တွေကိုလည်းကြီးလိုက်မယ်ဆိုရင်အထောင်တိုက်စစ်မှာပွဲထွက်လာတဲ့ Merino ကတပွဲလုံးမှာသူကအထောင်တိုက်စစ်မှာအထီးထီးနေနေရမှာသူကဘောလုံးတွေလက်ခံနေဟိုးတဲ့ play တွေကောင်းတယ် drop back တွေပြန်ဆင်းပေးပြီးတော့ဒါပဲစပါးအတွက်လိုအပ်ကံပိုခတ်သွား3 back ကြီးနဲ့ခံစစ်ကိုအသားပေးလာတယ်ဆိုမှမီနိုအေရီယာဘောက်ဆဲမှာလုံးဝအငြိမ်းမနေပဲနဲ့နောက်တွေပြန်ဆင်းတဲ့အချိန်မှာစပါးကဘသူ့ကိုမာကင်လိုက်ကြရမှမသိဘူးပျောက်သွားတယ်အဲ့ ကွက်ပြောက်ပုံစံမျိုးပေါ့နော်အဲ့မှာ declarize ရောက်လာတဲ့အစည်းရောက်လာတဲ့ trusted ရောက်လာတဲ့အဲ့တိုက်အထောင်တိုက်စစ်နေရာမှာ position switch လုပ်ပြီးတော့အလှဲကျ force nine ဆန်ဆန်ကြီးကစားသွားတာကလည်းတကယ်ကို spark ခံစစ်ကိုလုံးဝမျက်စိလှဲ့လိုက်သလိုဖြစ်သွားပြီးတော့အဲ့ဖွင့်ကိုရသွားတဲ့အချိန်ကြီးကျွန်တော် movement ကိုပြန်ကြည့်လိုက်မယ်ဆိုရင် merino က area ထိပ်ကနေ chip in လေးမပေးတယ်ဒါကို trusted ကထိတ်နေ first step မကောင်းဘူးဒါပေမဲ့သူဒါ YDDD ပြန်လှည့်ပြီးကန်လိုက်တဲ့ကန်ချက်ကကန်လို့တော့ပဲ slide ထိုးတဲ့ bunny van 6နဲ့ထိပြီး deflection ဖြစ်ပြီးတော့ကိုးရသွားတယ်အဲကိုးကြောင့်ပဲအရာလွဲအားကောင်းသွားတာ ပထမဒီ2မိနစ်3မိနစ်လောက်မှာလည်းအဲ့လိုပုံစံအလားတူပုံစံလေးရသေးတယ်အစည်းမပေးတာနေပြီးတော့ Declan Rice ဒါ volley ဆွဲကန်တယ်ကိုသမားပုတ်တိုင်းတယ်အဲ့တော့36မိနစ်မှာဂိုးရသွားပြီးနောက်ပိုင်းမှာတော့ပွဲအလုံးက Arsenal ပွဲဖြစ်သွားတယ်နောက်မိနစ်40ကျော်မှာဒါအစည်းရဲ့ပထမဂိုးဆိုရင် တကယ်ကောင်းတယ်ဗျာဟိုညာချမ်းနေပြီးတော့တန်မာဖြတ်ပို့လိုက်တယ် area ထိတ်မှာတစ်ချက်ထိန်းတယ်သူ့ကိုလာကတ်လာကကွဲလေ Spurs ရဲ့ပထမဒီကွဲလေ line ပေါ့နော် Bettergan နဲ့ Bellingham နှစ်ယောက်အဲ့နှစ်ယောက်ကိုရောင်းအောင်နှစ်ယောက်ကြာဆွဲထွက်တယ် ခဏလေးစက္ကန့်ပိုင်းလေးပဲအချိန်ရတယ်အဲ့ဒီနှစ်ယောက်ကြောက်ဆွဲထွက်တယ်ပြီးတော့နောက်ထပ်ဒုတိယ defensive line တစ်ခုရှိတယ် van diven နဲ့ dan ဆိုတဲ့နှစ်ယောက်ပြေးပြီးတော့ပြေး block တယ်ဆိုလိုချင်တာ block ကို၄ယောက်ကနှစ်ချိန်လောက်တာအဲ့ဒါတော့မှရအောင်ဥအောင်ဒီဘောလုံးကိုဥအောင်ကန်သွားနိုင်တော်တော်လေးကောင်းပါအဆုံးဖြတ်ချက် decision making နေရောသူ့ရဲ့ response နေရော တော်တော်အားကောင်းလို့ဒီ goal တွေရသွားခဲ့ပြီးတော့အဲ့ပထမပိုင်း2-0ဆိုတဲ့အချိန်ဒီမှာလေကကိုနနာပြောလို့ပဲပိုးရပြီးတော့ဖြစ်သွားဒုတိယပိုင်းမှာစပါးဘာလို့ပြရမလဲတိုက်စစ်တွေပြန်ဖွင့်မလို့လှုပ်တော့လှုပ်ပါတယ်ဇာဘီဆိုင်မွန်ထဲ့တယ် 3 back ကနေပြီးတော့4 back ပြန်လုပ်ပြီးတိုက်စစ်တော့ဖွင့်နေဒါပေမဲ့အရန်နောက်ကျသွားပြီဘာမှလုပ်လို့လဲတဲလို့လည်းမရဒုတိယပိုင်းပြန်ဆာมาပဲဒါအစည်းကနောက်ကိုထပ်ပြီးတော့ area ထိတ်ကနေပဲဒါကိုသမားရဲ့ဖေဘက်တောင်းလှန့်ကန်ပြီးတော့တွင်သွားနေတော့ပွဲကပြီးတော့ဖြစ်သွားပြီအဲ့နောက်ပေါ်မှာနည်းနည်းလေးဒါအလှည့်ပြောင်းလေးစပါတစ်ချိန်လုံးတော့ခံကန်စားနေရတာတစ်ချက်တော့ခံခွင့်တော့မရခဲ့ပထမဆုံးအလုံးပြီးတော့ပြီးသွားတယ်အာဆနယ်ဘက်ကတစ်ချိန်မှလည်းခံခွင့်လည်းမရအောင်တစ်ချက်မှလည်းမရအောင်ပထမဆုံးကန်ချက်ကအဲ55မိနစ်မှာကွဲလေမှာဇူဘီမန်နီဘောလုံးအပြတ်ကနေပြီးတော့ ီဂိုးသမားရာယာရှေ့ထွက်နေတာနေပြီးတော့ပင်ရှယ်လေးဆက်ဒိုင်ရိုက်ပဲထိမ့်တော်မထိမ့်တက်ကင်နဲ့ဘောလုံးတော်တော်ကောင်းပါလေဒီဘောလုံးကြောက်တော့လေတကယ်အစင်းနှင်းပြင်းနေကိုဒီယာဒီပရီးမီယာလိအကောင်းဆုံးဂိုးတွေတကူပေါ့နော်ဒါလေးနဲ့နည်းနည်းလေးအလှည့်ပြောင်းများဖြစ်မလားအာဆနယ်ဖီးယားများပြန်ဝင်သွားမလားလို့ကြည့်ခဲ့ပေးမယ်အဲ့နောက်မှလည်းအာဆနယ်တည်တည်ငြိမ်ပဲဆက်ကစားသွားတယ်နောက်ဆုံးတော့ဒါအစည်းရဲ့သရုပ်ထမြောက်ဂိုးလေးရတယ်နောက်ဆုံး၄ဂိုးမြောက်ဂိုးတော်မှာတကယ်ဆိုရင်ဒီ56မိနစ်မှာစကာပေးတာနေတတရာကိုနဲ့အလားတူပုံစံတူလေးနဲ့ထပ်ပြီးကန်သေးတယ်ဖီကာရီယိုကဝဲသွားဆိုတော့တော်တော်ကြည့်ရတာအရသာရှိရပြဒီအာဆနယ်က မာကြောမှုလည်းရှိတယ်။ skill set လည်းတော်တော်လေးပြည့်စုံတယ်။ပြီးရအတင်းသားချင်းချင်းလည်းညီညွတ်တယ်။နိုင်ပွဲစာလောင်စိတ်လည်းရှိတယ်။အဲ့လိုမျိုး intelligent လည်းဖြစ်တယ်။ဘယ်အချိန်ဘာလုပ်အောင်လဲဆိုတာလေကောင်းကောင်းလည်းသိတယ်ဆိုတော့လုံးဝ perfect ကြီးပြ။ဒီအချိန်နေမျိုးကဒီလိုအသင်းမျိုးကအခုဒါပွဲစဉ်7လောက်တာပဲရှိနေလို့တရားသားအခုကျွန်တော်တို့ပွဲစဉ်25,26ပွဲစဉ်30လာကတ်နေပြီဆိုတော့အာဆနယ်ချန်ပီယံဖြစ်ပြီလို့ကျွန်တော်ပြောချလိုက်လို့ရရဲကြီးပြောလိုက်တော့မှဒါပေမဲ့အခုကအရန်စောနေသေးတယ်အတည်ရမလားအခုမှ ပွဲစဉ်ဆက်နှစ်လောက်ပဲရှိသုံးပုံတစ်ပုံလောက်ပဲရှိတယ်ဆိုတဲ့အခြေအနေမျိုးပြိုင်ဘက်ဒီမှာလည်းအခွင့်အရေးရှိနေသေးတယ်ဘာမှမဆိုဖြစ်နိုင်သေးတယ်ဆိုတဲ့အခြေအနေမျိုးတော်တော်ချန်ပီယံဖြစ်ဖို့ကတော့လက်ရှိမြင်နေရတဲ့ခံစားချက်တွေ feeling တွေရပြောတော်တော်အားကောင်းလွန်ပါတယ်ဟုတ်ကဲ့တော်တော်ပြည့်စုံပါတယ်ကိုရှင်ပြောပါကျွန်တော်ကတော့အများတန်းပြောပါတယ်ကျွန်တော်အစီအစဉ်တိုင်းမှာကျွန်တော်ဒီ program တိုင်းမှာကျွန်တော်လက်ရှိဒီ Arsenal ရဲ့ squad နဲ့လက်ရှိစုဖွဲ့မှုနဲ့လက်ရှိကစားပုံကိုကျွန်တော်မြင်သူများ Arsenal ထဲမှာကျွန်တော်အကြိုက်ဆုံးပဲလို့ကျွန်တော်အမြဲပြောတယ်အဲ့တော့ကျွန်တော် honorary kit တွေ ဒါ Robert Pires တို့ Ashley Cole ရဲ့ Bell Chan နဲ့ Ryan Bat တို့ရဲ့ဒီဒီအရန်ကောင်းတဲ့ Vieira တို့ရဲ့ဒီဟာတွေမကြည့်ခဲ့ဘူးလားပေါ့ကျွန်တော်ကြည့်ခဲ့ဘူးတော့ကျွန်တော်98လောက်ကနေကျွန်တော်စကြည့်ရထဲပါဘာကြောင့်ကျွန်တော်ကအဲ့ဒီတော့ Invisible အသင်းထက်ကျွန်တော်ကပူကြိုက်လဲဆိုအကြောင်းပြချက်ကျွန်တော်မှာရှိတယ်အဲ့ဒါခံစစ်ပဲအဲ့ဒီတော့အာဆင်နယ်ကတိုက်စစ်ပိုင်းမှာတော့ Onri တို့ရဲ့ level ကိုလက်ရှိဒီ Saka တို့ရဲ့ level တွေကအဝေးလူသေးရဲ့အမိကိုသိတယ်ဒါပေမဲ့ဒီခံစစ်ကစားပုံနဲ့ကွန်းလေကစားပုံက အဲ့ဒီတော့ကတည်းကအများကြီးအဆင်ပြေအဲ့တော့ရေးပါလာတို့လိုမာတကီကိုတို့ဒီဆိုကန်ပဲတို့လိုဒီကစားသမားတွေကတစ်ချက်တစ်ချက်ဖောက်ပြီးတော့ဂိုးတွေပေးရတဲ့ဟာတွေအများကြီးရှိတယ်အခုအာဆင်နယ်မှာအဲ့လိုမျိုးပုံစံမရှိဘူးပေါ့နော်အဓိကဒါရာယာမားတယ်ဆိုတာလည်းရာယာက combination link မှာသူ့ကိုပြန်ပေးလို့ရအောင်ဒါမှမဟုတ်ဟိုရှေ့ကိုပို့ပြီးတော့သူယူရတဲ့နေရာမှန်တယ်ကျွန်တော် ကတော့အဲ့ဟာကိုကျွန်တော်ရာယာကိုအပြစ်မတင်ဘူးမဟုတ်လားဆိုတော့ကိုယ်လည်းမှာဘောလုံးတကယ်လို့ဟိုဟာပြတ်သွားခဲ့သည်ရှိတော့တခုခုသူ့ကိုပြန်တွဲလို့ရအောင်သူကနည်းနည်းလေး ဒီ front line မှာနည်းနည်းတိုးထားပေးရပါဘောเนาะ defensive line ကိုအဲ့တော့ဒါကိုဒါ Richardson ကန်သွားတာတော့ကျွန်တော် Raya ကိုအပြစ်မမြင်ဘူးအဲ့တော့ Arsenal အသင်းရောလက်ရှိကြည်ပူးသမျှကျွန်တော်အသင်းနေထဲမှာအရန်စိတ်တိုင်းကြရတယ်ကွာခြားတာကအရင်တော့ကျွန်တော် invisible season တွေနဲ့ဒီဟာနဲ့ရှင်လို့မရသေးတဲ့အကြောင်းတစ်ခုပဲရှိတယ်ဖလားမရသေးရဒီရသည်မှာ Arsenal Champion League ရော Premier League ရောသာရသွားရင်အာဒီဘေးကြီးပြောတဲ့စကားမှန်တယ်ဒီဘေးပြောတာမဆိုးဘူးပဲအဲ2004 2003ကအသင်းတွေထပ်တော့ကောင်းတယ်ဆိုတာဟုတ်ပါလားဆိုတာ ဖလားပဲလို့တော့လေအဲ့ဖလားကကျွန်တော်ကအာမခံနေတယ်ရာသီကိုရင်ဒါချန်ပီယံလိရောပရီးမီးယားလိရောမှာအာဆင်နယ်အခြေအနေကောင်းမယ်လို့ကျွန်တော်ယုံကြည်တယ်ပရီးမီးယားလိကရက်လွယ်ဆုံးတော့ကျွန်တော်တော်တော်အာဆင်နယ်ရဲ့လက်ရှိခြေစွမ်းကိုကြည့်ပြီးတော့ဘာကြောင့်လဲဆိုအမှတ်ကပြက်လာပြီတဖြည်းဖြည်းနဲ့ချယ်ဆီနဲ့6မှတ်ချယ်ဆီနဲ့6မှတ်မန်စီနဲ့9မှတ်အဲ့တော့အာဆင်နယ်ကလည်းဆက်သွားနေမှာရက်သွားမှာမဟုတ်ပြိုင်မဲ့အသင်းတွေကလည်းမမှားဘူးလားမှားဦးမှာပဲအသင်းသားကအမှားရှိတာပဲဥပမာမန်စီးတီးကလာမဲ့ ဟိုပနက်ပွဲကြံနေရကျွန်တော်38ပွဲဆိုတော့16ပွဲနှုတ်လိုက်ရင်ကျွန်တော်တို့26ပွဲစတိုက်တော့မနိုင်ဘူးဗျာကျွန်တော်ပြောတာဒါပေါ့အဲ့တော့အသင်းတိုင်းမှာအမားရှိဟုတ်မှာပဲဘယ်အသင်းမှာတော့28ပွဲစတိုက်25ပွဲစတိုက်မနိုင်ဘူးအဲ့တော့အမားအမားအမားလေးတွေကပါနေဦးမှာပဲကျွန်တော်ပွဲစဉ်ရာသီဝတ်အကျော်25ပွဲစဉ်25လောက်ကြာရင်ပရီးမီးယားလိတိုင်တွေကြီးကပြီးသွားမယ်လို့ကျွန်တော်မြင်နေပြီဘာကြောင့်လဲဆိုတော့တကယ်တော့ကျွန်တော်ဒါမျိုးမမြင်ချင်တဲ့လူ ်ပရီးမီးယားလိဂ်ကိုကျွန်တော်ကြည့်နေပရိသတ်တွေအကုန်လုံးအားမျိုးမမြင်ချင်ဘူးဒါအာဆင်နယ်ဖလားမရသေးချင်တာမဟုတ်ဘူးကိုကြည့်တဲ့ပွဲကိုဗျာကွန်ပတီတစ်ဖြစ်တယ်ပေါ့နော်အရင်ဆုံးချင်းလို့ဆက်ဆောင်ဆက်ဆောင်ရှိတာမျိုးလို့ကျွန်တော်ဒါပေမဲ့ပရီးမီးယားလိဂ်ကအမြဲတမ်းအလိုသတင်းနဲ့ပြေးရများပါတယ်ဒီနေ့မှလည်းအာဆင်နယ်ကတကောင်နဲ့ပြေးမဲ့မြင်းလို့ကျွန်တော်ကြိုပြီးတော့ပြောချင်တယ်ပေါ့နော်အဲ့တော့တစ်ဖက်ကစပါးသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိုးတိုးတိုးပဲပြောအောင်စပါးသင်းဒါမဲ့ပွဲတွေမှာဒီလိုမျိုးပုံစံနဲ့တော့မရတော့ဘူး Thomas Frank ရဲ့ level ဒီကြားထဲမှာလည်း PSG နဲ့ကင်အောင်မယ်တော့ကိုချစ်ကြည်သား ဘာနဲ့ပတ်သက်ပြီးနည်းနည်းတော့ပြောပြပါဦးဟုတ်ကဲ့ပါအဲ့မှာရှေ့မှာ United နဲ့ပွဲမှာလည်းဒါရှုံးမလို့ရှုံးမလို့ကနေမိနစ်80ကျော်မှာ comeback goal တွေနဲ့ပြန်ပြီးတော့အလှည့်ပြောင်းတစ်ခုကိုလုပ်နိုင်ခဲ့တယ် Spar ကျွန်တော်ထင်တာကပြောရရင်တော့မထင်ထားတဲ့အခြေအနေမျိုးတွေပိုကောင်းတက်တယ်ဗျသူ့ကိုအများကြီးမျှော်လင့်ထားလိုက်ရင်တိတ်ပြီးတော့မဖြစ်ဘူးဒီမှာဒီပွဲမှာတော့ Spar ကိုကျွန်တော်တို့နည်းနည်းလေးစိုးရင်တာကမက်စတီလိုအသင်းကိုပွဲစဉ်နှစ်မှာ80မှာသွားပြီး2-0နဲ့နိုင်ထားရလဲရှိရဒီဟာဒီအဝေးကွင်းနေလေတော်တော်လေးဖောင်ကောင်းလဲတော့ အာဆန်နယ်ကလည်းလူမစုံဆိုတော့အာဆန်နယ်တို့လည်းနည်းနည်းများဖိအားများဖျက်မလားနည်းနည်းလေးများခတ်မလားလို့စိုးရင်ခဲ့တယ်လေတကယ်တမ်းကျတော့စပါရဲ့ဒီနေ့နီးပြူပါတယ်တုံးသွားတာတွေကစားသွားတဲ့ပုံစံတွေဘလို့မှအလုံးမဖြစ်အထူးသဖြင့်တိုက်စစ်ပိုင်းမှာကူတူးဆိုဒီပွဲမှာတော်တော်လေးကိုကြောင်ပြောင်းနေဘာမှ impact ကိုမဖြစ်ခဲ့ဘူးပေါ့နော်ဒီသူ့ထက်ဆိုင် Brandon Johnson တုံးခဲ့တောင်မှပိုကောင်းမယ်ဆိုတဲ့ခံစားမှုမျိုးရတယ်ပြောကွင်းလဲမှာလဲကျွန်တော်ရှင်းမှာပြောလို့ဒီ3 back အစားကို4 back နဲ့ပဲတည့်ပြီးတော့ပယ်လင်ညာရဲ့ဘန်နဂါရဲ့ပပီစာရဲ့လောက်အားလုံးကောင်းတဲ့ကွင်းလဲ3ယောက်သာတုံးလိုက်မယ်ဆိုရင် ဒီအာဆန်နယ်ကွင်းလေဒီလောက်ထိလွှမ်းမိုးမှုတွေစိတ်ကြိုက်တပွဲလုံးတက်တောင်းတက်တာနဲ့တစ်ချိန်လုံးသူတို့ဒုက္ခပေးသွားတာဒီအာဆန်နယ်ကဟိုစပါးကိုပြောရမယ်ဆိုရင်တော့အသက်ရှူမှားလောက်အောင်ကိုအသက်ရှူမေ့လောက်အောင်ကိုဒုက္ခဖိအားပေးသွားနိုင်တပွဲလုံးစီပိုးပြီးတော့ဟိုစပါးကိုဖိအားပေးသွားတာပေါ့နော်အဲ့လိုခံရအောင်လဲစပါးရဲ့ကွင်းလေကပယ်လင်ညာနဲ့ဘန်နက်ကနှစ်ယောက်တိုင်းနဲ့ဘလို့မှမဖြေရှင်းနိုင်ဘူးဒက်ကလန်ရိုက်ကောဆူဘီမန်ဒီရောအဇီရောထရော့ဆက်ကော ဒီကွင်းလေကြီးကိုဘလို့မှမตาတော့ပဲနဲ့စပါအာဆင်နယ်လုတ်ချင်တာလုတ်သည်မြအာဆင်နယ်လုတ်သည်မြကိုခံလိုက်ရတဲ့ပုံစံမျိုးဖြစ်သွားတယ်။တော်မဖရန့်အတွက်တင်ငန်းစာလေးရခဲ့တဲ့ပွဲပေါ့နော်။အသင်းကြီးချင်းချင်းတွေ့တဲ့ပွဲတွေမှာရှေ့မှာတော့မဆိုးမဆိုးရက်လက်လေးတွေကောင်းခဲ့တယ်။ဒါပေမဲ့ဒီပွဲမှာတော့စပါဘလို့မှခလေးနဲ့လူကြီးကစားသလိုကိုရှုံးခဲ့တယ်။အဖွင့်ကိုမပေးရခင်အထိတော့တောင့်ခံထားနိုင်ခဲ့တယ်မဆိုးဆိုတဲ့ဖွင့်ကိုတခုပေးလိုက်ပြီးနောက်ပိုင်းမှာစပါအယုတ်ကျိုးပြက်ပဲ။အာဆင်နယ်လုတ်သည်မြကိုလဲဆင်းပေးလိုက်ရတဲ့ပုံစံမျိုးဖြစ်သွားဆိုတော့နောက်လာမယ့်ပွဲတွေမှာတော့ဒါတင်ငန်းစာလေးတစ်ခုတော့ရသွားတာပေါ့လေ။ကိုယ်ပုံစံနဲ့ပြောချင်တာကရှုံးတော့ ရှုံးသွားတာပြဿနာမဟုတ်ဘူးကိုယ်ပုံစံမဟုတ်တဲ့ပုံစံနဲ့ကစားပြီးတော့ရှုံးသွားတာပိုရင်နာဖို့ကောင်းတယ်အမှန်ပဲနော်အမှန်တကယ်ကိုယ်ကစားနေကြကိုယ်အားတန်တဲ့ပုံစံနဲ့ကစားပြီးတော့ရှုံးသွားတာမှတော်သေးတယ်ဒါတော့လည်းရုပ်ပေါအောင်မှာမဟုတ်အဲ့ဒါစပါအတွက်အရှုံးထက်ပို့ပြီးတော့ဟိုရင်နာစရာကောင်းလည်းဖြစ်ရလို့ထင်ပါတယ်ဟုတ်တယ်ကျွန်တော်တို့ခါကြရင်ကိုယ်ကျွေးတဲ့ အသေးကရှုံးသွားတာထက်သူများရွေးပြီးလို့ဒီဟာယူလိုက်တဲ့ဟာပိုဆိုးတယ်ဗျာအဲ့ဒီဝဲရှော့တာကိုကကံမြင်းတယ်ကိုရှုံးတာရှုံးမသိကိုကိုရွေးလို့ကိုရှုံးတာပေါ့ဒါသူများရွေးပြီးဟာဟာယူကောက်ယူပြီးလုံတော့မှရှုံးတာနှစ်ခါနာတယ်ကိုဟာလည်းမဟုတ်ဘူးထားလိုက်ပါအဲ့တော့ပြောချင်တာကအာပွဲကတော်တော်လေးကိုကျွန်တော်တို့ဒါအာဆင်နယ်တော့တော့အရန်ကိုအသာစီးယူနိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်တောက်လျှောက်ပြောခဲ့လို့အာဆင်နယ်ကလိနဲ့လူကြီးတို့ကန်သွားတာပါအာဆင်နယ်လာမဲ့ပေါ့ဘိုင်မြူးနစ်နဲ့ဘလို့ကန်လဲအရန်စိတ်ဝင်စားတော့ကောင်းတယ်ဘာကြောင့်လဲဆိုတော့ဒါမှသူ့ level တူတင်းတွေ့တာ ်လေဗယ်တူသင်းဆိုတာလက်ရှိအာဆင်နယ်လေဗယ်တူသင်းဆိုတာဘိုင်မြူနစ်ရှိမယ် PSG ရှိမယ်ကျွန်တော်တို့အများကြီးမရှိတော့ဘူးပေါ့နော်အော်တိုမက်ချက်စီနဲ့ပွဲလဲတော်ကြီးကောင်းမှာအဲအဲ့ပွဲလဲကြီးကောင်းပါဆိုလောက share ပဲဗျာအဲ့တော့အာဆင်နယ်သင်းရဲ့လက်ရှိသင်းကတော့ကျွန်တော်ကတော့ညံညံသွေးကစားပုံမိသားစုစိတ်ဓာတ်နိုင်လူစိတ်ပြင်းပြောက်ဘာမှပြောစရာမရှိတော့အဓိကအာဆင်နယ်သင်းကိုကျွန်တော်ဒီနှစ်တွေမှာအဲ့ဒီကြည့်ဦးများတွေမှာကြက်ရဲဆိုအဓိကအုံနောက်အုံနောက်သုံးပြီးကစားတဲ့ကစားမရဲစုနေနောက်ပြီးတော့ဒဂရက်စ်နဲ့ဇူဘီဘန်တွေရှိနေသွေးဘယ်သင်းမှကြောက်စရာမလိုဒီနှစ်ယောက်ရဲ့ ဉာဏ်ရည်မြင့်မှုနဲ့ intellectual လုံးဝ skill က6တောက်နဲ့ gain နေတာပေါ့။အုံးတော့နဲ့ gain နေတာကျွန်တော်ပြတာ။ဟုတ်ကဲ့။6တောက်ကသူ့အတူလုံနေတာ။အဲ့ဒီနှစ်ယောက်တွဲနေတဲ့ဟာကကျွန်တော်ကြည့်ဦးမြ် combination မှာသာ premier league မှာတော်တော်အရသာရှိရတဲ့တွေ Rodrigo De Bruyne တို့ဒါတခစ်ဖြစ်ခဲ့တယ်။ဒါ Zubi Yain နဲ့ De Gea တခစ်ပြန်ဖြစ်လာပြီ။ Chelsea မှာဆိုရင် Kaiser နဲ့ Enzo တခစ်ဖြစ်လာလိမ့်မယ်။အဲ့လိုမျိုးအတွဲဖက်လေးတွေအများနဲ့မြင်လာတယ်။လုံးဝဗျာဉာဏ်အရန်ကောင်းတယ်။တော်တော်ကြီးကိုကောင်းတယ်နောက်ပြီးတော့နောက်ထုံးနောက်ဆုံးတော်တော်ရှည်နေပြီဒါပေမဲ့နည်းနည်းထည့်ပြောချင်တာရှိသေးတယ်ပြောချင်တာအရင်များနေရပါကြာကျွန်တော်တို့ reviewer ပြော review ပြောရင် Thomas Tuchel ခေါင်းဆားတော့ပါဘယ်လင်ငယ်ညာ Roger ဟုတ်တယ် Roger အရှယ်ကောင်းဘယ်လင်ငယ်ကိုသူသုံးမလား Roger အစည်းရပါပါလားပြီ Roger အစည်းပါလားပြီတန်ကြောင်းခောက်လိုက်ပြီမင်းကရွေးလို့မရဘူးဆိုတဲ့ဟာမျိုးခိုးပါမှရှိသေးတယ်6ရောက်တော့ဖြစ်နေပြီ Morgan Roger နောက်ပြီးတော့ Case White သူ number 10 room မှာအကုန်လုံးဒီမတ်တော့ ကေးဆွိုင်းလို့အစားဂိုးတွေပါတော့ရတာ။အဲ့ညာ9 6လောက်ဖြစ်။လုံးဝအဲ့ရိုးရရှယ်ပဲပြအင်္ဂလန်မှာအတော့ဘတ်စုခဲတကယ်ကောင်းစားပြီ။အဲ့6လောက်တော့သူခေါ်ရလို့တော့မရဘူး။အဲ့မှာသူ2ယောက်လောက်1ယောက်လောက်အနည်းဆုံး2ယောက်လောက်ထားခဲ့ရမယ်။4ယောက်လောက်ခေါ်ရနိုင်တယ်ပေါ့နော်။အဲ့တော့ဖိုတန်လည်းရှိတယ်။အဲ့တော့အဲ့ဟာကြီးကလည်းအရန်မိုက်တယ်ဗျာ။ကျွန်တော်စောင့်ကြည့်ကြတာပေါ့။အဇီးကတော့မရွေးလို့မရဘူးလို့တော့ကျွန်တော်ကြိုပြောချင်တယ်။အဇီးရဲ့လက်ရှိခြေသွားကတော့လုံးဝရွေးကိုရွေးရပါလေးပဲစပါ။ Okay အဲ့တော့ကျွန်တော်ပြောတာတော်တော်များသွားပြီ။အဲ့တော့နောက်လာမယ့်ပွဲတွေကြရင်ကျွန်တော်တို့ဒါပြန်ဆောင်ကြတော့ပေါ့။ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါဒါကျွန်တော် The Sports Corner ကနေပြီးတော့ဝင်ပြီးသုံးသချက်အစီအစဉ်ပြပြဆုံးဆုံးလေးဖော်ပြပေးသွားတာဖြစ်ပါတယ်။ကြည်ပီးခဲ့တဲ့ဒါအချိန်ပေးပြီးကြည်ပီးခဲ့တဲ့ညီကိုတယောက်စီစံလို့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြရင်လည်းကျွန်တော်အစီအစဉ်ဒီမှာပဲရှင်းသားပြပါလိမ့်မယ်။